ဒီလူဟာသူ့ဘက်တွေကိုရေချိုးပေးပြီးအစာကျွေးဖို့ချက်ပြုတ်နေတာဖြစ်ပါတယ်။ရွှေပယုံသည်တခွာသည်စံပြောင်းမှု စားတာတွေကိုနေကြီးကြီးထဲမှာရောနောချက်ပြုတ်လိုက်ရပါတယ်။အဲဒီကနေခုလိုအဝါရောင်ဝတ်စာတွေရလာပါတော့တယ်။ပြီးရနေသူ့ဘက်တွေကိုကြည့်ဖို့ အစာခံကိုတန်ရှင်းရေးလုပ်ပါတယ်အစာရီထည့်ပေးပြီးဝတ်တီကိုလွတ်ပေးလိုက်တာနဲ့ဝတ်တီဟာအစာရီကိုလူစားကြပါတော့တယ်ဝမ်ဝင်းမြူရေလုပ်ငန်းစဉ်တွေဟာကမ္ဘာအနှက်ရှိပါတယ်ဝမ်ဝင်းမြူဖို့အတွက်ဝတ်ရွေးချယ်ခြင်းကအရေးကြီးပါတယ်ပြည်ပြည်စုံနဲ့အမျိုးအစား breed ကိုရွေးချယ်ဖို့အရေးကြီးပါတယ်ဝမ်ဝေးဖို့အရင်ဆုံးစဉ်းစားရမှာကနေရာပါဝမ်ဝင်းမြူဖို့ဆိုရင်တန်ရှင်းပြီးရေကောင်းတဲ့လေကောင်းတဲ့နေရာတစ်ခုလိုပါတယ်ဝတ်တိုင်းအတွက်လည်းနေရာလုံးလောက်လောက်ရှိရပါမယ်ဝတ်တွေကိုအစာကျွေးတဲ့အခါမှာအစာရီဟာ ာပရိုတီဗီတာမင်နဲ့အာဟာရပြည့်ဝသောအစာတွေဖြည့်ဖို့လိုအပ်ပါတယ်။ပြီးရင်အရေးကြီးတာကကျန်းမာရေးစောင့်ရှောက်မှုပါ။ဝက်တွေကိုတစုံတရာကုသယောဂကနေကာကွယ်ရန်ကာကွယ်ဆေးထိုးပေးရပါတယ်။တန်ရှင်းမှုကိုအမြဲစောင့်ရှောက်ပေးရပြီးပိုးမွားကင်းစင်ဖို့သူတို့နေတဲ့နေရာကိုတန်ရှင်းပေးဖို့လိုပါတယ်။ဈေးကုသပေးမှုနဲ့အာဟာရညီညွတ်မှုဟာဝက်ကျန်းမာရေးအတွက်အရေးကြီးပါတယ်။ဝက်တွေရဲ့အစားကိုအဓိကအသုံးပြုဆိုင်မဲ့အရေးအယိုးများကိုပါစက်မှုလုပ်ငန်းများမှာအသုံးပြုနိုင်ဖို့ရောင်းချပါတယ်။